မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းကပွင့်ဖြူမြို့နယ်မင်းမြေကျေးရွာမှာစစ်တပ်နဲ့အုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းမဲ့လူငယ်တွေအတွက်ဆိုပြီးတအိမ်နောင်ကိုလစဉ်ငွေကျပ်9000နှုန်းစတင်ကောက်ခံနေပြီဖြစ်တယ်လို့တောင်ကြီးမှာလည်းစစ်မှုတန်းခေါ်ယူမဲ့အစည်းအဝေးကိုအိမ်တိုင်းမပြတ်မကွက်တက်ဖို့စင့်ခေါ်နေပြန်ပြီဆိုပါတယ် စကိုင်းတိုင်းကကဏီမြို့ကိုတော်လန်ရေးတပေါင်းစုတွေကနေဝင်ရောက်တိုက်ခိုက်မှုတွေတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား58ဦးပြေသွားတဲ့အပြင်စစ်သားတွေရဲ့မတားအလောင်းတွေနဲ့လက်နက်ခဲယံတွေကိုပါသိမ်းဆည်းရရှိထားတယ်လို့တော်လန်ရေးရဲဘော်71ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မကွေးတိုင်းကပွင့်ဖြူမြို့နယ်မင်းမြေကြေးရွာမှာစစ်တပ်နဲ့အုပ်ချုပ်ရေးမှုတွေက စစ်မှုထမ်းမဲ့လူငယ်တွေအတွက်ဆိုပြီးတအိမ်အောင်ကိုလှစင်ငွေကျပ်9000နှုန်စတင်ကောက်ခံနေပြီဖြစ်တယ်လို့တောင်ကြီးမှာလည်းစစ်မှုထမ်းခေါ်ယူမဲ့အစည်းအဝေးကိုအိမ်တိုင်းမပြတ်မကွက်တက်ဖို့စင့်ခေါ်နေပြန်ပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်အခုရက်ပိုင်းမှာပဲပွင့်ဖြူမြို့နယ်ကမင်းမြေကျေးရွာမှာစစ်မှုထမ်းမဲ့လူငယ်တွေအတွက်ဆိုပြီးစစ်တပ်နဲ့ကျေးရွာအုပ်ချုပ်ရေးမှုတွေကတအိမ်အောင်ကိုလှစင်ငွေကျပ်9000ပေးရမယ်ဆိုပြီးစတင်ကောက်ခံနေပြီဆိုပါတယ်ဒါပြင် မကွေးတိုင်းမှာရှိတဲ့တခြားမြို့နယ်တွေကကြေးရွာတွေမှာလည်းအခုလိုပဲစစ်မှုထမ်းမဲ့လူငယ်တွေအတွက်လို့ပြောပြီးစစ်တပ်နဲ့အုပ်ချုပ်ရေးမှုတွေကငွေတွေအတင်းအကျပ်လိုက်တောင်းနေကြတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်တစ်ဖက်ကရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှာရှိတဲ့ရက်ကွက်တွေမှာလည်းဒီနေ့မတ်လ16ရက်နေ့မှာပဲအိမ်တိုင်းကအိမ်အောင်ဦးစီးတွေကိုရက်ကွက်ရုံလာဖို့စင့်ခေါ်ထားပြီးစစ်မှုမထမ်းမနေရဥပဒေအရလူငယ်အားလုံးစစ်မှုထမ်းရမယ်အစည်းအဝေးကိုမဖြစ်မနေတက်ခိုင်းနေပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ် အကြံဖတ်စစ်ကောင်စီကလက်ရှိရန်ကုန်မန္တလေးလိုမြို့ကြီးတွေအပဝင်းမြို့နယ်တိုင်းမှာလဲစစ်မှုထမ်းဖို့လူငယ်တွေကိုစင့်ခေါ်စာတွေတောက်လျှောက်ပို့နေပြီးတချို့မြို့နယ်ရက်ွက်တွေမှာဆိုရင်မဲနိုင်ရွေးချယ်ဓာတွေနဲ့မဲပေါက်တဲ့သူတွေကိုချက်ချင်းစစ်တပ်တွေခေါ်သွားဓာတွေကိုပါဇက်တိုက်လှုပ်ဆောင်လာနေပြီလို့လဲသိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကကဏီမြို့ကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်မှုတွေအတွင်း အကျန်းဖတ်စစ်ကောင်စီတပ်သား58ဦးဟာတိုက်ပွဲတွေအတွင်မှာပဲအသေးသေးသေကုန်ကြတဲ့အပြင်စစ်သားတွေရဲ့မသားလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကိုပါသိမ်းဆီးရရှိထားပြီးဒေါ်လင်းရဲဘော်71ဦးလည်းမြင့်မြတ်စွာအသက်ပေးလူတော့ရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်1စစ်ဒေသကထုတ်ပြန်ထားပါတယ်မတ်လ2ရက်နေ့ကစပြီးမတ်လ12ရက်နေ့အထိဒေါ်လန်ရဲတပ်ပေါင်းစုတွေဟာကဏီမြို့မှာရှိတဲ့ရဲစခန်းတွေထွေအုပ်ရုံးတွေအပါအဝင်စစ်ကောင်စီတပ်ဆွဲထားရနေရအကုန်လုံးကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေအတွင်နေရာစုံအားလုံးကစစ်ကောင်းစီတပ်သားစုစုပေါင်း58ဦးဟာကဏီမြို့တိုက်ပွဲတွေအတွင်မှာပဲအသေးသေးသေကုန်ကြပြီးဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားတယ်လို့တော်လိုင်းရဲဘော်71ဦးလည်းတိုက်ပွဲတွေအတွင်မြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့အဲဒီကဏီမြို့တိုက်ပွဲတွေကစစ်ကောင်းစီတပ်သားတွေရဲ့မပါအလောင်းတွေအပြင် 81မမလက်နက်ကြီးအပါအဝင်လက်နက်မျိုးစုံ17လက်ကိုပါတော်လန်ရေးတပ်တွေကသိမ်းဆည်းရရှိထားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်1စစ်ဒေသကထုတ်ပြန်ထားပါတယ်ခင်ဗျဒီတစ်ခါပဲခူးတိုင်းဘက်မှာလေပေါင်းတယ်မြို့နယ်တဲကိုရောက်လာတဲ့အချမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကနေကြပြတ်တိုက်ခိုက်ရမှာစေကောင်စီတပ်သား၃ဦးသေသွားပြန်ပြီလို့ပြည်ခရိုင်363 1 PPDF တရင်ရဲ့တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်မတ်လ14ရက်နေ့က ပေါင်းတယ်မြို့နယ်တဲ့ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာမကြီးစန်းကျေးရွာကိုဝင်ရောက်မိရှုဖျက်ဆီးပြီးပြန်ထွက်လာတဲ့အချိန်တော်လိုင်းရဲတပ်တွေကကြားဖြတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကစနိုက်ပါမိပြီးသေတဲ့သူတွေအပါဝင်စုစုပေါင်းစစ်သား3ဦးဟာပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြတယ်လို့ပြည်ခရိုင်3ကျောက်3.1 PPDF တရင်ရဲ့တာဝန်ခံကပြောထားပါလိမ့်ခင်ဗျအခုတကရခိုင်ပြည်နယ်ဘက်မှာတော့ မင်းပြမြို့နယ်ဒဲကမန်တောင်ချောင်းဝမှာရခိုင်လူမျိုး၃ဦးနဲ့ချင်းလူမျိုး၂ဦးကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့စစ်တပ်ရဲ့ဖမ်းဆီးမှုကနေရခိုင်တတော်အေအေရဲ့ကဲထုတ်မှုအတွင်ပြန်လည်လွတ်မြောက်လာတဲ့ဦးမောင်လှဝင်းကပြောထားပါတယ်။မင်းပြမြို့နယ်မှာရခိုင်တတော်အေအေရဲ့တိုက်ခိုက်မှုအတွင်ထွက်ပြေးသွားတဲ့ကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာလမ်းမှာရသပ်ပြည်သူတွေကိုဒဇာကန်ဖမ်းဆီးသွားတယ်ဆိုပါတယ်။အဲ့ဒီမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာမန်တောင်ချောင်းဝအရောက်မှာတော့ ရခိုင်လူမျိုး၃ယောက်နဲ့ချင်းလူမျိုး၂ယောက်ကိုတပ်ဖြတ်လိုက်တယ်လို့ကိုတိုင်ဖန်ဆီးခံရပြီးမျက်မြင်ကြုံတွေ့ခဲ့ရတဲ့ဥမောင်လှဝင်းဆိုသူကပြောထားပါတယ်။အဲ့ဒီနောက်ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံချေမုန်းနေတဲ့ရခိုင်တပ်တော် AA တပ်ဖွဲ့တွေရောက်လာပြီးစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ပြီးတော့ဒဇာကန်ဖန်ဆီးခံထားရတဲ့ပြည်သူတွေကိုပါကယ်ထုတ်ပေးခဲ့တယ်လို့လွတ်မြောက်လာတဲ့ဥမောင်လှဝင်းဆိုသူကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာလည်း အင်းစိန်တောင်မှာနိုင်ငံရေးအကျဉ်းသား24ဦးကိုခြေချင်းတောက်ခတ်ပြီး3လကြာတဲ့အထိထောင်အာဏာပိုင်တွေကတိုက်ပိတ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်တကိုပြောပါတယ်။အင်းစိန်ထောင်ထဲမှာရှိနေတဲ့88မျိုးဆက်နိုင်ငံရေးအကျဉ်းသားဦးထင်ကျော်နဲ့ကိုဇော်နိုင်ထွန်းကိုမျိုးမင်းဦးကိုဗလာကြီးဆိုသူတို့ပါဝင်နိုင်ငံရေးအကျဉ်းသား24ဦးကိုတရားမဝင်ပစ္စည်းတွေကန်ဆောင်နေဆိုတဲ့အကြောင်းပြချက်နဲ့ နိုဝင်ဘာလ9ရက်နေ့ကစပြီးယနေ့အချိန်ထိထောင်အာဏာပိုင်တွေကတိုက်ပိတ်ထားတယ်ဆိုပါတယ်။အဲ့ဒီလိုနိုင်ငံရေးအကျဉ်းသား24ဦးကိုတိုက်ပိတ်ထားတဲ့နေရာမှာလဲတန်ချေချင်းမှာခတ်ထားပြီးအခု3လကြာတဲ့အထိကိုအလုတ်ကျန်းတွေခိုင်းပြီးတာနဲ့ထောင်အာဏာပိုင်တွေကတိုက်ပိတ်ထားတယ်လို့ကိုတိုက်ထွန်းဦးကရှင်းပြထားပါတယ်။အဲ့ဒီလိုအကျဉ်းသားတွေကိုတန်ချေချင်းခတ်တဲ့ကိစ္စဟာအကျဉ်းအောင်လက်ဆွဲဥပဒေမှာအရေးပေါ်ကိစ္စကလွဲလို့ချေချင်းခတ်ခွင့်မရှိသလို အရေးပေါ်ဖြစ်ခဲ့ရင်တော့ရက်60ထပ်ပိုမခက်ရဘူးဆိုတဲ့ဥပဒေရှိပြီးအခုဟာကအရေးပေါ်ကိစ္စလည်းမဟုတ်တလို့ရက်60ထပ်လဲကျော်နေပြီလက်ရှိဆရာနာသိမ်းပြီးကလေးကထောင်အာနာပိုင်တွင်တဲ့ထောင်ဝင်တန်းတွေဟာအကျဉ်းအောင်လက်ဆွဲဥပဒေတွေကိုသူတို့ကိုယ်တိုင်ချိုးဖောက်နေကြပြီဆိုတာကိုလည်းပြည်သူတွေကိုအသိပေးကြင်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးကပြောထားပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့ ပြည်တွင်းဈေးကွက်မှာအခောက်ရွှေတစ်ချပ်သားကိုငွေကျပ်42သိန်းနီးပါးအထိစံချိန်တင်ဈေးတက်လာတဲ့အချိန်တက်မှတ်ဈေးငွေ38သိန်းနီးပါးနဲ့သာအယောင်းဝယ်လောက်ရမယ်ဆိုပြီးရွှေအသိန်းကညွန်ကြားနေတယ်လို့သူတို့တက်မှတ်တဲ့ဈေးအတိုင်းမလောက်နိုင်ပါကရွှေအယောင်းဝယ်ရထဆိုပြီးတော့ပါရွှေအသိန်းကတတိပေးနေတယ်လို့ရန်ကုန်မြို့မှာရှိတဲ့ရွှေကုန်သည်တွေကပြောပါတယ်ပြည်တွင်းဈေးကွက်အတွင်းမှာရှိတဲ့ရွှေဆိုင်တွေပြင်ပရွှေဝယ်ရောင်းလောက်တဲ့သူတွေအားလုံးကို ရန်ကုန်တိုင်းရွှေအသင်းကနေနေ့စဉ်သူတို့တတ်မှတ်ထားတဲ့အခောက်ရွှေနှုံးနဲ့သာအယောင်းဝယ်လောက်ကြဖို့နဲ့မလောက်နိုင်ရင်ရွှေအယောင်းဝယ်ရထားကြဖို့ကိုပါအထူးတတိပေးအပ်တယ်ဆိုပြီးဒီကနေ့မတ်လ16ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ပြည်တွင်းရွှေဈေးကွက်မှာတော့ဒီကနေ့မတ်လ16ရက်နေ့မှာပဲအခောက်ရွှေတစ်ကျပ်သားကို52သိန်းနီးပါးအထိစံချိန်တင်မြင့်တက်နေပြီမဲ့ရန်ကုန်တိုင်းရွှေအသင်းကအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်38သိန်းနီးပါးနဲ့ဈေးတတ်မှတ်ထားတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးရွှေကုန်တဲ့တအူးက ရွှေသိန်းကလူကြီးတွေရွှေကုံတဲတွေရွှေဆိုင်တွေအနေနဲ့ခမရတို့တမတ်ဈေးနဲ့ခမရတို့ရွှေတွေထုတ်ရောက်မလားလို့မေးရမှာဖြစ်တယ်လို့စစ်တပ်ကခိုင်းနိုင်လိုက်လုံနေရင်ဒီဈေးကွက်ကြီးပြက်ပြီးမှောင်ခိုးရွှေဈေးကွက်ပေါ်လာမှာဖြစ်တဲ့ပြင်လက်ရှိတိုင်းပြည်စီးပွားပြက်နေတာဟာစစ်အာဏာသိမ်းမှုကြောင့်အ धिक ပြဿနာဖြစ်တဲ့အတွက်ရွှေကုံတဲတွေဈေးကစားလို့မဟုတ်ပဲရွှေဈေးဆိုတာအဝယ်နဲ့အယောင်ပေါ်မှာပဲမူတည်ပြီးဖြစ်လာတာကိုသိဖို့လိုတယ်လို့လတာမြို့နယ်နေရွှေကုံတဲတအူးကဝေဖန်ထောက်ပြထားပါတယ် အကြံဖတ်စစ်ကောင်စီကတော့ရွှေစင်းလုံးကိုဆွဲတင်ဆွဲချလုပ်ပြီးကစားနေတဲ့သူတွေကိုအရေးယူမယ်ဆိုပြီးချိန်ချောက်ထားတယ်လို့အခုရွှေသိန်းကပါထုတ်ပြန်လိုက်တဲ့အတွက်ဈေးကွက်မှာအယောင်မရှိတော့ဘဲအဝယ်တွေကြီးပဲဖြစ်လာပြီသူတို့အဲ့လိုထုတ်ပြန်ရင်ဈေးကတက်တက်လာတာကြောင့်လာမယ့်အပတ်ထဲဈေးကတိထက်ပိုတက်နိုင်တယ်လို့လည်းရန်ကုန်ရွှေကုန်းသည်တဦးကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ